မနက်ဖြန်အော်တိုဘာလာ၁၈ရက်နေ့စနေနေ့အတွက်နောက်ဆော်ရမိုးလေဝသခန့်မှန်းချက်တွေနဲ့ရာသီဥတုအကူပြောင်းကာလမှာဂယူဆိုင်တင်တဲ့အထူးသတိပေးချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အနောက်တောင်ဘက်တုံလီဟာဒီကနေ့မှာမြန်မာနိုင်ငံအတွင်းကနေအခုနှစ်အတွက်တော့နှုတ်ဆက်ထွက်ခွာသွားခဲ့ပြီပဲဖြစ်ပါတယ်။မိုးလွန်ကာလမှာအစွန်ရရာသီဥတုဖြစ်စဉ်ဖြစ်တဲ့လာနီညာဖြစ်စဉ်ဟာလည်းဖြစ်ပေါ်လာနိုင်ဖို့82ရာခိုင်နှုန်းထိတည်ကြနေခဲ့ပါတယ်။ဒီလာနီညာဖြစ်စဉ်ကြောင့်ဆာဥရာသီမှာအအေးပို့နိုင်တာကြောင့် ကြိုတင်ပြဆင်မှုတွေလှုပ်ဆောင်ထားကြဖို့တိုက်တွန်းလိုပါရဲ့ရှင်။မုတ်တုတ်ဆုတ်ခွာသွားပြီဖြစ်ပေမဲ့လေဝင်လိုင်းတွေကြောင့်မိုးရသွန်းမှုတွေဟာအော်တိုဘာလကုန်ပိုင်းထိဆက်ရှိနေပါပဲဖြစ်ပါတယ်။မနေ့ပြန်တော့မိုးရသွန်းမှုခန့်မှန်းချက်တွေကိုပြောပြရရင်ကရင်နီ၊ကရင်မွန်း၊ရခိုင်၊အေရဝတီတိုင်း၊မကွေးတိုင်းနဲ့စကိုင်းတိုင်းတို့မှာနေရာဆက်ဆက်၊ကချင်၊ချင်းနဲ့ရန်ကုန်တိုင်းတို့မှာနေရာကျကျမိုးရနိုင်ပါတယ်။ဒေသအလိုက်တူခန့်မှန်းချက်တွေအနေနဲ့ကတော့ဒီကနေ့ညကနေမနေ့ပြန်ထိရွှေဘိုနံပါတ်2ပင်လုံမိုးကုတ်ပလက်ဝ မတူပြီးညဦးနဲ့မြင်းပြဒေသတွေမှာမိုးနှင်းငယ်ကနေတင်းတင်းရသွန်းနိုင်တယ်လို့အသိပေးလိုပါတယ်ရှင်။မြမပင်နယ်ပြင်မှာတော့လိုင်းနှင်းငယ်ကနေလိုင်းတင်းတင်းသာရှိနေပြီးလိုင်းအမြင့်ဟာ၄ဘေကနေ၆ဘေခန့်ရှိနိုင်ပါတယ်။ဒါဟာပင်နယ်ပြင်ခရီးသွားတွေနဲ့ကနေကံဝေးရေလောက်သားတွေအတွက်စိုးရိမ်ပွဲမရှိတဲ့အခြေအနေပဲဖြစ်ပါရဲ့ရှင်။အစွန်ရောက်ရသည့်ဥတုဖြစ်စဉ်လာနေညာဟာအော်တိုဘာလကုန်ပိုင်းကနေဖေဖော်ဝါရီလကုန်ထိဖြစ်ပေါ်နိုင်ခြေရှိနေပါတယ် မြန်မာနိုင်ငံရဲ့ဒေတာဒီပီမှာပုံမှန်ဆောင်ရသည့်ဓာတ်အေးပို့နိုင်တာကြောင့်အနည်းငယ်တွေလုံခြုံတဲ့စောင့်ထည်တွေကြိုတင်ဝယ်ယူထားကြဖို့အကြံပြုလိုပါရဲ့ရှင်။ဒါ့အပြင်စောက်သီးနှံဆိုင်ပြကြမယ်တောက်သူတွေအနေနဲ့လည်းအေးပို့မယ်ဆောင်ရသည့်နဲ့ကန့်ညီတဲ့သီးနှံတွေကိုပုံမှုရွေးချယ်ဆိုင်ပြကြဖို့တိုက်တွန်းလိုပါရဲ့ရှင်။အားလုံးသိကြတဲ့အတိုင်းပဲမိုးလေဝသဖြစ်စဉ်တွေဟာအချိန်နဲ့မျှပြောင်းလဲနေလေရှိပါတယ်။ဒါကြောင့်ကျမတို့ CG Platform ကလည်းမုတ်တုံဆုံးခွာချိန်မှာပြောင်းလဲဖြစ်ပေါ်လာနိုင်တဲ့ရာသီဥတုဖြစ်စဉ်တွေကို အချိန်နဲ့တပြင်းကြီးဆက်လက်တင်ဆက်ပေးသွားပါမယ်လို့တင်ကြောက်ပါအပ်ပါရရှင်။